ဲ့အိမ်တောင်ကြီးကောလာဟာလာတဲ့င်းနေနဲ့ပတ်သက်ပြီးပညာသားပပနဲ့ပြောလာတဲ့ဤချောပုံပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်လူတွေကြားမှာတဲ့င်းနေထွက်နေတယ်လို့ခင်မုန်းတဲ့နဲ့သူမကအိမ်တောင်ကြီးကိစ္စကိုပညာသားပပနဲ့ရှင်းပြလာတာကတော့တရုတ်ဆောင်မင်းသမီးဤချောပုံပါဒီမတိုင်ခင်ကတော့ဤချောပုကခင်မုန်းတဲ့နဲ့အိမ်ထောင်ကြီးအစဉ်ပြေပုံမရဘူးခင်မုန်းတဲ့ကဤချောပုကိုနိုင်နေပုံရတယ် မိုးကောင်းကလေးအထုကိုဈေးရုံမှာဈေးကန်းလာပြခြင်းဤချောပူရဲ့ခင်ပွန်းကလူကြားထဲမှာဤချောပူကိုစူပူအောင်ငေါက်တဲ့စာသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေရဖြစ်ပါတယ်။ပြည်သက်ကြီးတို့လည်းသိတဲ့အတိုင်းပဲမင်းသမီးဤချောပူဆိုတာတချိန်ကမြန်မာနိုင်ငံရဲ့အချောဆုံးအလှဆုံးမင်းသမီးတွေထဲမှာထိတ်ဆုံးကပါဝင်ခဲ့တဲ့သူပါ။နောက်ပိုင်းမှာတော့ဤချောပူတရားမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတယောက်ဖြစ်တဲ့ကိုမိုးဆက်မုံနဲ့လက်ထပ်လိုက်တဲ့အခါမှာပြည်ပြည်ဆောင်တဲ့အင်တာနက်ရေးတစ်ခုအဖြစ်အလုံးကအားကြခဲ့ကြရပါတယ်။သူတို့နှစ်ယောက်က ရန်ကိုချစ်ကြပြီးတော့ချစ်စရာကောင်းတဲ့သမီးလေးတယောက်ကိုလည်းရထားပြီးသားပါ။ ဒါပေမဲ့အင်တာနက်ပေါ်မှာခင်ပေါ်နဲ့အဆင်မပြေတဲ့သတင်းတွေတက်လာပါတယ်။အစောပိုင်းမှာတော့ဤချိုးဘူကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှတရားဝင်ပြန်မဖြေခဲ့ပါဘူး။ဒါပေမဲ့အခုဒီကောလဟလာတွေအကုန်လုံးကိုတချက်တည်းနဲ့ညှိသွားစေမယ့်အဖြေတခုကိုသူကပညာသားပပနဲ့ချပြန်လာပါတယ်။သူဘလို့ချပြခဲ့လဲဆိုတော့မီဒီယာတွေမှာဖြေတောင်ပို့စတင်ရှင်းပြတာတွေဘာတခုမှမလုပ်ပါဘူး။သူလုံးလိုက်တာကသူ့ရဲ့ပျော်ရွှင်စရာမိသားစုအခြေအနေကိုပြည်သက်တွေရှေ့ကိုချပြလိုက်တာပါပဲ။ ဤချောဘောကသူရဲ့လူမှုကွန်ရက်မှာသူတို့ရဲ့မင်္ဂလာသတန်းနှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့အတူနောက်ထပ်သတင်းကောင်းတစ်ခုကိုကြေညာခဲ့ပါတယ်။အဲဒါကတော့မင်္ဂလာရှိတဲ့နောက်ထပ်ရင်သွေးရတနာလေးတစ်ခုထပ်ရလိုက်တဲ့အတွက်ပို့ပြီးအကျဉ်းနှံ့မိပါတယ်လို့ဆိုပါတယ်။ဒါကငါတို့အဆင်မပြေဘူးဆိုတဲ့ကောလာဟလကိုငါတို့မိသားစုတွေကိုနောက်တစ်ယောက်တောင်ထပ်တိုးလာတော့မယ်ဆိုတဲ့သတင်းကောင်းနဲ့အစားထိုးတုံ့ပြန်လိုက်တာပါပဲ။ ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူး။အရင် post မှာပဲအီချိုးဘောကအခုလူတွေပြောနေကြတယ်။သူ့ကိုအနိုင်ကျင့်နေအုံငေါက်တယ်လို့သတင်းထွက်နေရဲ့။သူ့ရဲ့ခင်မုန်းတဲ့ကိုမိုးဆန်မုန်းကသူ့ဘလောက်တောင်ဂျေဇူးတင်ကြောင်းချစ်ကြောင်းအခုလိုရေးသားထားခဲ့ပါတယ်။သူရေးခဲ့ရကဖခင်မရှိတော့တဲ့နောက်သူမအပေါ်မှာဖခင်တယောက်လိုအကူတယောက်လိုခင်မုံကောင်းတယောက်လိုအမြဲတမ်းအနားမှာဖေးမရက်တီပေးခဲ့တယ်။ကျမရဲ့အိမ်တောင်ဦးစီးကိုကျေးဇူးတင်ပါတယ်လို့ဆိုပါရစေ။ ဒါကခင်မုန်းကနိုင်နေဆိုတဲ့ကောလာဟလာတွေကိုခင်မုန်းကကျမကိုဖေးမပေးနေအောင်ဆိုပြီးတော့အချက်နဲ့ပြန်ဖြေရှင်းလိုက်တာပါ။သူစိတ်ရထတာကကျမမိသားစုပေါ်မှာလည်းလေးစားယိုသိမှုရှိပြီးတော့ကျမမိဘကိုသူမိဘလိုချစ်ပြီးကျမမောင်နှမကိုသူ့မောင်နှမလိုဂရုစိုက်ပြီးမြစ်တာပြပေးခဲ့တဲ့အတွက်လည်းပူပြီးတော့ချင်ရပါတယ်ရှင်ဆိုပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။နောက်ဆုံးမှာတော့အိမ်ထောင်တက်တန်းတစ်လျှောက်မိမနဲ့သမီးလေးပေါ်မှာတာဝန်ကျပြီးတစ္ဆာရှိရှိနဲ့ချစ်ပေးခဲ့တဲ့အတွက်စိတ်လုံခြုံမှုအပြည့်နဲ့ပျော်ရှင်ခဲ့ရပါတယ်လို့အတီလင်း ရေးသားထားပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ဤချောပေါ်ကအပြင်မှာထွက်နေရဲ့ခင်မုန်းတယ်နဲ့အဆင်မပြေဘူးဆိုတဲ့ကောလာဟလသတင်းတွေအားလုံးကအမှန်မဟုတ်ကြောင်းသူရဲ့ပြည်သက်တွေကိုတခုံးမှငြင်းမနေတော့ပဲတစ်ချက်တည်းနဲ့ပညာသားပပဖြည့်ရှင်းသွားခဲ့ရဖြစ်ပါတယ်။ပြည်သက်တွေကရောဤချောပေါ်ရဲ့ဒီလိုမျိုးပညာသားပပတုံ့ပြန်လိုက်မှုအပေါ်မြင်လေးတွေကိုပြောသွားခဲ့ကြပါအောင်ရှင်။သူမရဲ့အိမ်ထောင်ရေးကိုရောအားကျရင်လားမိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။